ရည်စည်လအနာကတိချံခန်းကြီးလေးစကုံထူနောက်မှအိမ်တော်တကားကိုတဖန်ငါ့ကိုဆောင်ခဲ့၍တကားခုံအောက်မှ အရှိဘက်တို့ထွက်တော်ရေကိုငါမြင်၏အိမ်တော်ဦးဒီအရှိတို့မျက်နာပြုတ်၍ရေဒီအိမ်တော်တကားခုံလက်ရအောက်ရစ်ပလင်တော်တောင်ဘက်မှ စီးသွားလေ၏တဖန်မြောက် တကားလမ်းဖြင့်ငါ့ကိုထုတ်၍ပြင်၌ဝိုင်းသွားလေ အရှိတုံမျက်နာပြုတ်သောပြင်တကားဝလမ်းသို့ရောက်သောအခါလက်ရဘက်မှ စီးသောရေကိုငါမြင်၏ကျိုးကိုကင်သောသူသည်အရှိတုံသွားပြီးလင်အတောင်တထောင်စေအောင်တန်း၍ငါကိုရေကူးစေရေသည်ဖမျက်တုံမိလေ၏တဖန်အတောင်တထောင်စေအောင်တန်း၍ရေကူးစေပြန်၍ရေသည်ဒူးကိုမိလေ၏ တပန်အတောင်တထောင်စေအောင်တန်း၍ကူးစေပြန်လေရေသည်ခါကိုမှုလေတပန်အတောင်တထောင်စေအောင် တိုင်းသော အခါမကူးနိုင်သောမြစ်ဖြစ်လေရေထသောကြောင့်နင်း၍မကူးနိုင်ခြေထောက်၍မမှီပဲကူးရသောမြစ်ဖြစ်ထိုသူက အချင်းလူသားဤအရာကိုမြင်ပြီးမဟုတ်လောဟုပြောပြီးမှ တဖန်ငါကိုခေါ်သွား၏မျက်နာသို့ပြန်စေ၏ပြန်စဉ်အခါမျက်နာနှစ်ဖက်၌မြစွာသော အပင်တို့ကိုငါမြင်၏ထိုသူကလည်းဤရှိသည်အရှိတုံစီး၍တောကိုလျှောက်ပြီးမှအိုင်တဲသော ဝင်တက်သောအာဖြင့်အိုင်ရည်သည်ခြုံလိမ့်မည်အသက်ရှင်၍လှုပ်ရှားတတ်သောတဒဝါအမျိုးမျိုးတို့သည် ထိုမြေကြီးရောက်သည်မြသောအရက်တို့၌အသက်ရှင်၍ အလိုများစွာသောငါတို့လည်းရှိကြလိမ့်မည်ထိုမြေကြီးသည်ချိုးသောကြောင့်ရှောက်တမျသောအရက်တို့၌တတဝအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်အိုင်နာမှာတငါတို့သည်ရိပ်ရွယ်အင်ဂေတိရွာမှဆ၍အီနီဂလိတ်ရွာတိုင်အောင်ပိုက်ကွန်ဖြန့်ချရာအရက်ဖြစ်လိမ့်မည်ငါအမျိုးမျိုးတို့သည် မဟာပင်လေငားကဲ့သို့အလိုများပြားကြလိမ့်မည်ရှွံ့ဘွက်ရည်နဲ့ရှွံ့အံရည်မှုကမချူရအစင်ငန်ရလိမ့်မည်မိကန်းနာနှစ်ဖက်၌စားစီရကောင်းသောအပင်အမျိုးမျိုး ပေါက်ကြလိမ့်မည် အရွက်လည်းမညူးမနွမ်းရအတီးလည်းမပြည့်ရလာဒိုင်းအစင်နုသောအတီးကိုတီးလိမ့်မည်ကြောင်းမူကားထူကြီးသည့်တန်ရှင်းရဌာနတ် ထဲကထွက်သည်အတီးဒီစားစရာဖို့ဖြစ်၏အရွက်သည်လည်းအနာရောဂါငိမ့်စရာဖို့ဖြစ်သည်ဟုငါအာ ပြောဆို၏အရှင်ထာဝရပြာမိန်တော်မူသည့်အတိုင်းဤတိလအမျိုး32မျိုးအမွေခံရသောမြေအပိုင်းအချားဟုမူကရောသက်သည်မြေအပိုင်းအချားနှစ်ခုကိုယူရမည်ဘိုးဘေးတို့အားငါကျိန်ဆိုသည့်အတိုင်းငါပေးရသောထုတ်မည်သည့် တင်တို့အမွေမြေဖြစ်၍တင်တို့သည်အချင်းချင်း အမွေခံရကြမည်မြေမြောက်ဘက် အပိုင်းအခြားသည်မဟာပင်လက်တစ်ဖက်အချက်ဟေတလူလန်းဇီဒက်လန်းတို့လိုက်လျက်ဟာမတ်မြုပ်နဲ့ဘေယောတာမြုပ်ကို၎င်းဓမ္မတက်နဲ့မဟာမတ်နေဆက်ကြမှာတိဘရိမြုပ်ကို၎င်း ဟောရမြို့အနားမှာဟာဇာဟတိဂုံမြို့ကို၎င်းဝိုင်း၍တဖန်ပင်လယ်နှင့်꽈ပြီးမှဓမ္မတက်နေအနား၌ဟာဇာယင်မြို့မြောက်ဘက်၌ဇိဖြုံမြို့ဟာမတ်မြို့ပါရမည်ဤရွေကမြောက်ဘက်အပိုင်းအခြားဖြစ်တည်းအရှိဘက်အပိုင်းအခြားသည်ဟောယံမြို့ဓမ္မတက်မြို့ ဂိလက်ပြေဂျော်ရန်မြင့်နာဣတီလပြည်နယ်ကိုရှောက်၍အရှိပင်လယ်၌စုံရမိဤ၍ကအရှိဘက်အပိုင်းအခြားဖြစ်သည်တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှစ၍ကာဒီရှက်မြို့မေရီဘရီတိုင်အောင်၎င်းမဟာပင်လယ်တဲသို့ဝင်သော မြစ်တိုင်အောင်၎င်းရှောက်သွားရမည်ဤ၍က တောင်ဘက်အပိုင်းအခြားဖြစ်တည်းအနောက်ဘက်၌မဟာပင်လေသည် တောင်ဘက်မှဆ၍ဟာမတ်မြုပ်တစ်ဖက်တစ်ချက်တိုင်အောင်ပိုင်းခြားလက်ရှိရမည်ဤရွေကအနောက်ဘက်အပိုင်းအခြားဖြစ်တည်းထိုမြေကိုဤတေလ အမျိုးအတိတိတို့အာဝေရမည်အမျိုးသားချင်း အမွေခံဖို့၎င်းတင်းတို့တွင် နေ၍တားသမီးဖွားမြင်သော တပားအမျိုးသားချင်းအမွေခံဖို့၎င်းစာရေးတံချ၍မြေကိုဝေရမည်ထိုတပားအမျိုးသားတို့ပြည်၌ဖွားမြင်သောဤတီလအမျိုးသားကဲ့သို့မှတ်ရမည်သူတို့သည်ဤတီလအမျိုးသားတို့နှင့် အတူမြေကိုအမွေခံရကြလိမ့်မည်တပားအမျိုးသားနေလီယာယာခရိုင်၌သူအမွေခံစရာမြေကို ပေးရမည်ဟုအရှင်သာရဖျားမိန့်တော်မူ၏